အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ခိုင်လေးရဲ့နားရက်ပါနားရက်ဆိုပေမဲ့လူကတော့အနားရပါတယ်ဒါပေမဲ့စိတ်ကတော့လုံးဝအနားမရပါဘူးအဲ့ဒါကဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့စိတ်အလိုမကျမှုတွေကိုသူတပါအပေါ်ပုံချတတ်တဲ့အကျင့်ရှိတဲ့လူတစုကြောင့်လူကတော့အနားရပဲမယ်စိတ်ကတော့အနားမရပါဘူးဒါဒါပေမဲ့စိတ်နားမရဘူးဆိုတာလေကိုယ့်ဟာနဲ့ကိုယ်ဆိုလို့ရှိရင်တော့ခေါင်းထဲတော့မထည့်ဘူးပေါ့နော်ဒါပေမဲ့အခုကိုယ့်ကိုကြည်နေတဲ့ကိုယ့်ရဲ့တဏ္ဍသူတဏ္ဍသားတွေရှိတယ်သူတို့အတွက်ခိုင်လေးကအဲမမမမရက်ပေးခြင်းနဲ့အဲ့ဒီစိတ်နဲ့ အဲဒါပြန်ပြီးတော့ဗီဒီယိုလေးလုပ်ရခြင်းပဲဖြစ်တယ်။နောက်ပြီးတော့ဒီလို comment တွေမှန်းနေတယ်ဒီလိုမျိုးပုံစံအနေနဲ့ပတ်သက်ပြီးတော့လည်းခိုင်းကြီးကဒီဗီဒီယိုမှာပြောမှာပေါ့နော်။ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကနည်းနည်းတော့ရှေ့ပါမယ်။အဲဒါကြောင့်မို့လို့စိတ်နှောက်ယှက်ဖြစ်သွားတယ်။ခိုင်းလို့အပေးတဲ့သူတွေအကုန်လုံးကစိတ်နှောက်ယှက်ဖြစ်သွားတယ်ဆိုလို့ရှိရင်ခိုင်းကြီးကဒီနေရာနေပြီးတော့အားလုံးကိုနားလည်ပေးဖို့မေတ္တာရက်ခံပါတယ်။ တော့ဒီနေ့ပြောချင်တာကခိုင်လေးဒီနေ့ဒီဗီဒီယိုမှာတော့နည်းနည်းကြီးကြီးကျယ်ကျယ်လေးတွေပြောမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့အခုခိုင်လေးပြောတဲ့ကိစ္စနဲ့မသက်ဆိုင်တဲ့သူကတော့ skip လွားလို့ရပါတယ်။ဒီဗီဒီယိုလေးကိုကြော်သွားလိုက်ပါ။သက်ဆိုင်တဲ့သူကတော့အနာထည့်ရင်လည်းဆက်ပေါ့နော်။လောင်ရင်လည်းလောင်ကြမှာပေါ့။ဒါကတော့ကိုရွေးချယ်မှုနဲ့ကိုပါ။ဆိုတော့ခိုင်လေးတို့စပြောပါမယ်။ အရင်ဦးဆုံးနေနဲ့ဒီ comment မှတ်ထားတဲ့အကြောင်းပြပြပါမယ်ဒီ comment ကခိုင်လေးတင်နန်းသူတယောက်ကဒီ cyber ဘုံတပုံရေးတယ်အဲ့ cyber ဘုံရေးတဲ့ video လို့ခိုင်လေးကတင်လိုက်တယ်တင်လိုက်တဲ့အခါမှာသူကဒီ comment လာမှတ်ထားတာပေါ့နော်အဲ့မြင်မှုသမျှထဲမှာအဲ့လက်ရအပုတ်ဆုံးဆိုပြီးသူကလာမှတ်ထားတယ်အဲ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်အဲ့ဒီခိုင်လေးရဲ့ဒီတင်တန်းသူလက်ရလင်းပတ်သက်ပြီးတော့ဝိုင်းပြီးတော့ပြောနေကြတာကွာဝိုင်းခုတ်ဝိုင်းတိုက်ခိုက်နေကြတာအာဒီစုပ်ပြတ်တက်နေရပဲလက်ရ အဘမလည်းအဲ့ဘာဖြစ်နေညာဖြစ်နေတော့ကွာယောက်ျားတွေဖြစ်ပြီးတော့အမဝိုင်းပြောနေကြတာနော်အဲ့ဒါနဲ့ပတ်သက်ပြီးခိုင်းလေးရင်းပြောမှာဖြစ်တယ်ဆိုတော့ဒီဗီဒီယိုထဲမှာပဲခါလေးပြောမှာပါအနာထိရင်တော့စက်ကြပါဆိုတော့အရင်ဦးဆုံးအဲ့ဒီ comment ပိုင်ရှင်မောင်လေးကိုမေးချင်တာမောင်လေးရဘယ်အဆင့်ကနေတက်လာလဲအခုဘယ်အဆင့်ကိုရောက်နေပြီလဲဘယ်အဆင့်ကိုရောက်နေတာမို့လို့ဒီလိုမျိုးတွေရှောက်ပြီးတော့ပြောနေရတာလဲဒါအရင်ဆုံးသိချင်တာပေါ့နော်မသိချင်တာလည်းမဟုတ်ပါဘူး ကိုအเจ้าကိုပြန်တွေးမိအောင်ဒါကိုကိုကိုဘယ်ဆင်းရောက်နေပြီလဲဆိုတာကိုတတိချက်မိအောင်တတိပေးတဲ့အနေနဲ့ပြောတာတိလည်းမသိချင်ဘူးလာလည်းမပြောနဲ့ okay လူတိုင်းကတော့အောက်ခြေကနေတက်လာပဲဟုတ်တယ်မလား0ကနေတက်ဖြစ်အောင်ကြိုးစားနေတဲ့သူတွေကြီးပဲအကုန်လုံးကဒီအဆင့်ကိုဖြတ်လာကြတာဒါကြီးကိုကြော်ပြီးတော့ကိုကတော့ဒီအောက်ခြေအဆင့်ကနေဖြတ်လာပြီးတော့ထားပါတော့0အဆင့်ကိုဖြတ်လာတယ်အဲ0အဆင့်ကနေပြီးတော့အလေအလေအဆင့်လေးရောက်သွားတယ်ပေါ့ကွာတက်တော့မပြောဘူးတက်လို့တော့မပြောနဲ့ เนาะအလဲအဆင့်လေးကိုရောက်သွားပြီဆိုပြီးတော့အဲ့အောက်ကနေကိုယ့်ရဲ့အောက်ခြေရလူကိုပြန်ပြောလို့ရလားပြန်ပြောပြန်ပြောဖို့ရောခွန်အားတွေရှိတာလားယုံကြည်ချက်တွေရှိတာလားကိုကိုတိုင်းကရောဒီအဆင့်ကိုကြော်ဖြတ်ခဲ့ရတာမဟုတ်လားလူတွေကဘာလို့ဘဝမေ့နေကြလဲအတိတ်မေ့နေကြတယ်ကိုဘဝကိုကိုနားမလည်ဘူးလားကိုအခြေအနေကိုနားမလည်ဘူးလားဘာလို့အော်ငါတော့အထက်ရောက်သွားပါပြီငါထက်ရောက်ဝိုင်းငါအောက်ကကောင်နေငါပြောလို့ရပြီဆိုပြီးအဲ့လိုပြောလို့ရကြီးလားအဲ့လိုပြောလို့ရတဲ့သူဆိုလို့ရှိရင်တော့စိတ်ဓာတ်တွေကမှားနေပြီเนาะအဲ့လိုမျိုးစိတ်ဓာတ်နဲ့ ဘလို့မှရက်တည်နိုင်မှာမဟုတ်ဒီဒီတက်တူးနယ်ပဲမပြောနဲ့ဘဲနယ်ပဲမှာမှပေါင်းဝင်မှာမဟုတ်ဘူးဒါကလေစေရနာနဲ့တတိပေးတာโอเคနောက်ပြီးတော့ဘူမတိကိုမတိနဲ့ဝင်ပြောနေတဲ့အမျိုးတွေอืมเนาะချစ်လာစွာတော့အမျိုးတွေကိုလည်းပြောခြင်းတာဘာမှလည်းဒီပညာရဲ့နဲ့လည်းဘာမှလည်းနားမလဲဘူးဘာမှလည်းမသိပဲနဲ့မျက်လုံးနှလုံးပါပြီးတော့မျက်လုံးနှလုံးပါတယ်ជីជីတက်ယုံလောက်နဲ့ဒီလိုမျိုးတွေပောက်လွတ်ပဲစားရှောက်ပြီးတော့ဝင်ပြောနေရွာကွာ အဲ့လိုလူတွေကိုသွားကြည့်လိုက်အဲ့ဒါလူငယ်တွေကြီးပဲလူငယ်တွေကြီးပဲအကုန်လုံးပြောတော့သူတို့ပဲပြောတာလူငယ်ချင်းချင်းနေရာမပေးကြဘူးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ရှောက်ပြောပြီးရင်သူတို့ပဲလူငယ်ချင်းချင်းကိုဖျက်ဆီးကြလူငယ်တယောက်ရဲ့အနာဂတ်ကိုလူငယ်ကပဲပြန်ဖျက်ဆီးနေတာဒါကိုပြောရင်ရွာပြန်ထွက်ခံအောင်မယ်ဒါမဲ့ပြောရတော့မယ်ဘာလို့လဲဆိုတော့ထိခိုက်တယ်ကွာတိတာခုခိုင်လေးရှိမှတင်တန်းလာတဲ့သူတွေအကုန်လုံးကလေလူငယ်တွေကြီးပဲခိုင်လေးနဲ့မတိမ်မိမ့်နေကြီးပဲခိုင်လေးအသက်ရွယ်နဲ့ဆိုတော့လူငယ်တွေကြီးပဲ နော်အဲ့လိုမျိုးကိုကတော့ဒီမျက်လုံးကနေပြီးတော့မြင်းနဲ့ဆိုယုံနဲ့ဒီလိုပေါက်လို့ပဲစားရှောက်ပြောနေတာကလူတခြားလူတယောက်ရဲ့စိတ်ဓာတ်တွေကိုအရန်ထိခိုက်သွားစေနိုင်တယ်တိလားအဲ့ဒါတွေနားလေလားနားမလဲဘူးမလားနားမလဲပဲနဲ့ရှောက်ရှောက်ပြောပြီးလို့ရှိရင်ရှောက်អော်နေဦးမယ်လူငယ်တွေနေရာမပေးဘူးမပေးဘူးနဲ့ဘာရီမှမသိဘူးကိုကိုတိုင်းကြတော့မစူးစမ်းကြဘူးစူးစမ်းနေတဲ့သူတွေကြတော့လိုက်ပြီးတော့ခလုတ်တိုက်နေတယ် အားနေအချိန်တွေကလေအဲ့လိုမျိုးသူများတို့လေစ조사နေတဲ့သူတွေကပြောချင်တာလေးလားဒါလေအခုခိုင်းလေးကလေမုံလို့ပြောတာမဟုတ်တော့အရန်နှမျောလို့ပြောတာအချိန်နေအရန်နှမျောလို့အခုလိုမျိုးတော့ပြီးတော့ဒီဒီကောဒီမှာလာပြီးတော့조사နေတဲ့သူတွေကနင်ကဘာဖြစ်တယ်နင်ကနေပုံစံဘယ်လိုသူပြောနေမယ်ဆိုကိုယ့်အတွက်အကျိုးရှိမယ့်အရာတစ်ခုခုကိုလုပ်နေပါလားဟုတ်တယ်မလားအဲ့ဒါဆိုရင်လေသူတို့ထက်조사နေတဲ့သူတွေထက်မတိုင်တော့မှကိုကအနည်းဆုံးတော့조사ဖြစ်သွားသေးတယ်နော်ဒါလေအရန်နှမျောလို့ပြောပြရသလားမုံလို့ပြောနေမှာမဟုတ်ဘူး ဆိုတော့အဲ့လိုမျိုးတိစေချင်တာနော်အဲ့လိုမျိုးရှောက်ရှောက်မပြောနဲ့သူများเจ้าကိုခေါင်းနဲ့တိတ်မထဲနဲ့ကို့เจ้าကိုပဲကို့ခေါင်းနဲ့ထဲကို့ဘောကတိုးတက်ဖို့ပဲခေါင်းနဲ့ထဲအဲ့ဒါကိုပဲတွေးသူများเจ้าကိုခေါင်းနဲ့ထဲဘာလို့မှလည်းအလေးရမဟုတ်ဘူးလားမပင်မအောင်လားစိတ်တွေအရန်ပင်ပင်မအောင်လားလုံနဲ့နော်ဒါဆုံးမတာ